အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ကျွန်တော်တို့ကပ်ဖိုင်နယ်ကနေပြန်လည်ပြီးကြိုးလိုက်ပါအဲ့တော့ကျွန်တော်တို့ဒါ football live ရဲ့ဒါကျွန်တော်ကပ်ဖိုင်နယ်ဒါပထမဆုံးဒါကျွန်တော်တို့ပွဲကြိုသုံးဒီနေ့ရတာကျွန်တော်ပထမဆုံးပွဲကြိုသုံးတဲ့ချက်ဖြစ်ပါတယ်အဒီကပ်ဖိုင်နယ်မှာဒါကျွန်တော်တို့ liverpool အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာ title champion ပေါ့ကျွန်တော်တို့ဒါကျွန်တော်တို့ carabao လက်ရှိ champion ဖြစ်တဲ့ကျွန်တော်တို့အဲ liverpool အသင်းနဲ့နှစ်ပေါင်း60ကျော်လုံးဝဖလားမရသေးတဲ့ဒါကျွန်တော်တို့ newcastle united တို့ဖြစ်ပါတယ် ်ညူကာဆယ်ယူနိုက်တက်အသင်းနဲ့ဒါနှစ်ပေါင်း64နှစ်လား62နှစ်လားမသိဘူးကျွန်တော်ဖလားမရတာကြာခဲ့ပြီအဲ့တော့ဒီနှစ်ပွဲစမှာဒါကျွန်တော်တို့တုတ်ကက်ကက်ကြာကက်ကက်ဆိုတဲ့ပုံစံမျိုးကိုညူကာဆယ်ယူနိုက်တက်အသင်းနဲ့ဒီနှစ်ပွဲစမှာသွားဖို့ရှိတယ်ဒါပေမဲ့ညူကာဆယ်အသင်းကဒါကျွန်တော်တို့ဖလားပွဲတွေဆိုကန်ဆိုးတယ်လို့ပဲဆိုမလားလို့ပဲပြောရမယ်တမှပါတယ်လက်ရှိမှာညူကာဆယ်အသင်းကတရုတ်ရဲ့အဓိကကစားသမား2ယောက်နဲ့3ယောက်လောက်ထိကိုဒါကျွန်တော်တို့သူတို့အနေနဲ့ဆုံးရှုံးတာခဲ့ရတယ်ကန်ဆယ်ပိုင်းမှာဆိုလက်ရှိမှာရိုက်ဘတ်မှာခြေစွမ်းပြနေခဲ့တဲ့လူးဝစ်ဟော်တယောက်ဒါကျွန်တော်တို့ injury ကြောင့်မို့တော့ခွဲစိတ်လုလိုက်ရတယ်ဒါကျွန်တော်နောက်တစ်တယောက်ကတော့ကျွန်တော်7 Boardman 7 Boardman ကတော့ဒါဒီနှစ်တနှစ်လုံးဒိုင်ဒိုင်ရရနေတာတဲ့ဂျီကိုပြီးနေတာပါပဲဘောနော်အဲ့7 Boardman နဲ့ဒီနေ့ပုံစံမပါလာနိုင်ဘူးပြီးရင်တော့အစိုးဆုံးကဒါအနီကကြောင့်လွဲချော်မဲ့ Anthony Gordon ပါပဲ Anthony Gordon ကဒါအနီကကြောင့်လွဲချော်မဲ့ဒီနေ့ပုံအဲ့တော့ပြောချင်တာလက်ရှိမှာကတော့ပြဿနာက Newcastle United ကဒီနေ့ပုံစံမှာဒိုင်ရရလူစင်းရအဲ့လောက်တီးတော့မများဘူးဒါပေမဲ့ရနေတဲ့ဒိုင်ရတွေကအသင်းပေါ်ထိုးနှက်ချက်ကြီးမားတယ်လို့ပဲပြောရမယ်တော့ပါအဲ့တော့ Newcastle ရဲ့ဒါ260ကြာစောင့်နေရတဲ့ဒါကျွန်တော်တို့အဖလားလက်မဲ့ရာတီက ဒီနေ့မှာအဆုံးသတ်သွားမှာလားဒါပေမဲ့တစ်ဖက်ကတွေ့ရမယ်သင်္ကာရလက်ရှိမှာလီဗာပူးသင်းဖြစ်တယ်လီဗာပူးသင်းကလက်ရှိမှာတော်တော်လေးကိုပောက်ကွဲအားပြင်းထန်မှုတွေကြိုးစားမဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်ဒီကြားထဲမှာဒါကျွန်တော်လီဗာပူးသင်းကပရီးမီးယားလိမှာရမှတ်တွေကအများကြီးဒါယူထားခဲ့ပေမဲ့ချန်ပီယံလိမှာဒါ PSG ကိုမတင်မဲ့ပဲနဲ့ရှုံးသွားခဲ့တဲ့အတွက်ကြောင့်မို့ထွက်သွားခဲ့ရတယ်ဒါကြောင့်မို့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိမှာလီဗာပူးအသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကအကြီးမားဆုံးပောက်ကွဲမှုတွေကိုလီဗာပူးဘက်ကနေမြင်ရဖို့တော့ရှိရလို့ကျွန်တော်နေပြောပြစီဒါပေမဲ့လီဗာပူးကဒီနေ့ပွဲစဉ်မှာသူတို့ရဲ့ injury ကိုစီကိုစီရှိပါတယ်လီဗာပူးသင်းကဒါကျွန်တော်သိရ ပ်သောအလက်ဇန္ဒားအာဒူကတော့ဒီနေ့ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်တယ်ဆိုပြီးဒါနီးပြအာနီစလော့ကိုတိုင် confirm လုပ်သွားခဲ့တယ်။ကံကောင်းတာတစ်ခုကလီဗာပူးသင်းနဲ့ကူနာတေးကဒဏ်ရာပြင်းထန်မှုမရှိဘဲနဲ့ဒီနေ့ပွဲစဉ်မှာပြန်ပြီးပါဝင်လာမယ်လို့လည်းသိရတယ်မှာပါ။အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ကြားနဲ့ဆင်လဲပြင်မှာတွေ့မယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ရီရတာတစ်ခုခင်ဗျားတို့ပြပြမယ်။ကျွန်တော်ဒါကျွန်တော်ဒါအခုနောက်ပိုင်းဒါကျွန်တော်ဘောလုံးပွဲတွေတောက်လျှောက်ကြည့်ပြီးနောက်ပိုင်းဒါကျွန်တော်တို့ဘောလုံးပွဲတွေကိုဒါတေးချဟိုနားလည်အောင်ကြည့်ပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့အသေးနဲ့မှာ crypto night ဆိုတာရှိတယ်။ ပြောချင်တာက Newcastle United ဆိုတာကျွန်တော် Arsenal အသင်းရဲ့ Kryptonite တွေကတခုလို့ပြောလို့ရတယ်။ဘလောက်တိတာ Newcastle တိုင်ပက်ပက်တာတန်းဆင်းဆုံးသားပဲဖြစ်ဖြစ်ဒါကျွန်တော် Newcastle အသင်းနေနဲ့အမြဲတမ်း Arsenal အသင်းကိုဒုက္ခပေးနိုင်ခဲ့တယ်။ဘဝမှာအမှတ်ရဆုံးဆုံး Newcastle United အသင်းနဲ့1 minute 1 goal ဒါကျွန်တော်ဒုတိယပိုင်းမှာဒါကျွန်တော်တို့ Arsenal အသင်းပထမပိုင်းမှာ၄ goal သွင်းတာလား၃ goal သွင်းတာလားမသိဘူး။အဲ့ဒါကိုကျွန်တော်ဒါနောက်ကနေပြီး၄ goal ပြန်လိုက်သွင်းတဲ့ Newcastle အသင်းကိုတွေးရမယ်လို့မှာပါတယ်။ Newcastle အသင်းကဒါကျွန်တော်အခုနောက်ပိုင်းမှာဆိုအသင်းကြီးတွေကိုအကြီးကျယ်ဒုက္ခပေးနိုင်တယ်။စပါးကိုလည်းဒုက္ခပေးတယ်ဒါကျွန်တော် Liverpool ဆိုအာ အာစနယ်ကိုလည်းဒုက္ခပေးတယ်ချယ်လ်ဆီကိုလည်းဒုက္ခပေးနိုင်တယ်ဒါကျွန်တော်တို့ စီတီကိုလည်းဒုက္ခပေးနိုင်တယ်။ဒါပေမဲ့ဒါအသင်းကြီးတွေထဲမှာလစ်ဗာပူးကိုပဲဒါကျွန်တော်ညူကာဆယ်အသင်းနဲ့တွေ့တိုင်းအများဒုက္ခပေးခံရတာလစ်ဗာပူးပဲရှိမယ်။လစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်အမြဲတမ်းညူကာဆယ်ယူနိုက်တက်ကိုခေါင်းလုံးတာမမဲ့ရတာညူကာဆယ်ယူနိုက်တက်နဲ့ဒါကျွန်တော်တွေ့တဲ့အချိန်မှာဗာဂျယ်ဗန်နဲ့အနီကရသွားတဲ့ပွဲစဉ်မှာတော့မှဒါကျွန်တော်မမဲ့ရဒါဝန်နူးနဲ့စူစာဝင်လာပြီးဒါကျွန်တော်တို့အနိုင်ဂိုးကောဒါကျွန်တော်ခြေပကူကိုသူတွင်းပြသွားခဲ့ပြီးညူကာဆယ်ယူနိုက်တက်ကိုနိုင်သွားခဲ့တွေ့ရမယ်တယ်မှာပါ။အဲ့တော့ညူကာဆယ်ယူနိုက်တက်ကဒါအသင်းကြီးတွေကိုကြိုက်တဲ့အသင်းကိုသူတို့ဒုက္ခပေးနိုင်စွမ်းရှိတယ်။တိုးပေမဲ့တော့ညာလဲလစ်ဗာပူးအသင်းကိုသူတို့အမြဲတမ်းလို့ဒါကျွန်တော်အမြဲ င်းနဲ့ရလက်ပိုင်းရအမြင်နဲ့ကျွန်တော်ဒုက္ခမပေးနိုင်ဘူးဒါယူနော့နော်ယူကဆယ်ယူနိုက်တက်တွေဒါကျွန်တော်လက်ရှိမှာ sorry ပိုင်လာခဲ့ပြီနောက်ပိုင်းမှာအသင်းတိုင်းလို့တို့လာလုံပြထိုင်ခဲ့တယ်ဗောနော်ဒါကျွန်တော်တို့လက်ရှိမှာ Liverpool တဲ့တင်းကလွဲ Liverpool ကိုယူကဆယ်ယူနိုက်တက်နောက်ဆုံးနိုင်ခဲ့တာဟိုးအဝေးကြီးကိုသွားပြီးကြည့်ရမယ်တဲ့မှာပါပါတယ်တော်တော်လေးကိုသွားပြီးကြည့်ရအောင်နောက်ဆုံးကျွန်တော်ဒါယူကဆယ်ယူနိုက်တက် Liverpool အသင်းကိုနိုင်ခဲ့တာလက်ရှိမှာ2015ခုနှစ်ကဖြစ်ပြီးတော့လက်ရှိမှာဆိုရင်တော့ဒါ10နှစ်တိတိရှိခဲ့ပြီလို့ပဲဆိုရမယ်တဲ့မှာပါပါတယ် ဆောင်းဝေးတယ်ပေါ့နော်အဲ့တော့အဲ့တုန်းကဒါလီဗာပူးအသင်းကိုဒါကျွန်တော်တို့မက်မဲရတာကျွန်တော်ယူကာဆယ်ယူနိုက်တက်အသင်းနဲ့2-0ဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်အဲ့ဒီတုန်းကဒါကျွန်တော်မက်မဲရလီဗာပူးအသင်းရဲ့ဒါကစားသမားဟောင်းဖြစ်ခဲ့တယ်ဒါကျွန်တော်ယူကာဆယ်အသင်းရဲ့ကစားသမားဟောင်းလီဗာပူးအသင်းရဲ့ကစားသမားဟောင်းကိုဖြစ်ခဲ့တယ်ဂျီနီဝန်နော်တန်ကဒါကျွန်တော်ယူကာဆယ်ဘက်ကနေ twin ခဲ့ပြီးတော့ကျွန်တော်စကာတေကဒါ69မိနစ်မှာ twin ခဲ့တယ်အဲ့တုန်းကလူချင်းကိုပြန်ကြည့်မယ်ဆိုအဲ့တုန်းကလီဗာပူးအသင်းရဲ့တိုက်စင်မှာ Jordan Ibe Robert Firmino ဒါ Bandigi ဒါကျွန်တော်အဲ့လိုမျိုးကစားသမားတွေ Queen လည်းမှာကျွန်တော်တို့ Allan တို့ လူကကံစင်ဘူးကိုကြည်ငါကြီးသွားတယ်နေတနီယကလိုင်းမရီနိုစကာတဲလော့ဗ်ရန်နဲ့လီဗာပူးပရိသတ်တွေတော့ဘလို့များတော့ဒုက္ခတွေဥများခါးစည်းခံခဲ့လဲတော့မသိပေမဲ့လီဗာပူးပရိသတ်တွေတော်တော်လေးကိုဒါတို့အဲ့လူချင်းကိုကြည်ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားရဟာလီဗာပူးပရိသတ်ဘလောက်တော့ဂျာဂျန်ကလော့ဘူးများပြန်ကြည့်မယ်တော်တော်လေးကိုဒီဘက်ကိုချီးကျူးအောင်ဗျအခုတော့ပေါ်တယ်ဂျော်ဒန်အိုက်ဘန်ဒီဂီရိုဘတ်တိုဖာမီနိုကွေးလယ်မှာအယ်လန်နောက်တက်မှာဒါနေတနီယကလိုင်းမရီနိုလော့ဗ်ရန်ဒါ လာဗရင်းရောကောင်းပါတယ်သူကသူကသူမစိုးဘူးလို့ decent ကောင်းခဲ့တယ်ဒါခံစမှုတယောက်လို့ပြောလို့ရရင်ဒါပေမဲ့ပြာပြန်ကြည့်တဲ့အချိန်မှာ Liverpool တင်ဘလောက်ထိ Messi ရှိမှာဒါ7နှစ်အတွင်းမှာ growth ဖြစ်သွားခဲ့လေဆိုတာတကယ်တော့ကြောက်ခမဲလီလီကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဒါမှပါအဲ့တော့လက်ရှိမှာ Newcastle အသင်းနဲ့ကြိုက်တဲ့အသင်းကိုဒုက္ခပေးလာနိုင်တယ် Liverpool အသင်းကိုဒုက္ခမပေးနိုင်ခဲ့ဘူးလက်ရှိမှာ Liverpool အသင်းနေနဲ့အခု Newcastle United ကိုဒါကျွန်တော်7နှစ်တိတိတပွဲမှမရှုံးတာခဲ့ပေနဲ့တောက်လျှောက်နိုင်ခဲ့တာကိုတွေ့ရမယ်ဒါတည်တည်ပွဲတွေရှိခဲ့ပေမဲ့နိုင်ပွဲတွေကပုံများအဲ့တော့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဆိုလိုက်တာ Liverpool အသင်းက Newcastle United ကိုဒါကျွန်တော် ို့၄ပွဲနိုင်ပြီးတပွဲသာတရေကြခဲ့တယ်တရေကြခဲ့တဲ့ပွဲစဉ်မှာလာညူကာဆယ်ယူနိုက်တက်အိမ်ခွင်မှာ3-3ဆိုတဲ့ရလနဲ့တရေကြခဲ့တဲ့ပွဲစဉ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာညူကာဆယ်ယူနိုက်တက်တင်းနဲ့ကြံတဲ့အသင်းတွေကိုဒုက္ခပေးနိုင်စွမ်းသူနဲ့ကောင်းကောင်းချင်းရှင်းရှင်းမယ်လစ်ဗာပူးတင်းတော့မပါဘူးဆိုတဲ့အတိုင်းပဲအဲ့တော့ဒီတစ်ခေါက်ကတော့ကွာတယ်ဗျဘာကြောင့်ဒီလိုပြောရလဲလစ်ဗာပူးတင်းနေတဲ့အခုလက်ရှိမှာဒါကြောင့်တီးကြတဲ့အတိုင်းပဲ အဲဖိုင်နယ်တစ်ခုကိုတက်ရောက်တာဒါအာလီစလော့ရဲ့ဒါပထမဦးဆုံးချန်ပီယံဆူပါလာတစ်ခုအနေနဲ့တွားလို့ရတယ်။တစ်ဖက်ကနျူကာဆယ်ယူနိုက်တက်ကလက်ရှိမှာပောက်ကွဲအပြင်းထန်မုန်းနေတဲ့အတိကြရတယ်။အဲ့ဒါကဘာလဲဆိုတော့သူတို့နေ260ဖလားမရတော့ဆိုတာပဲ။အဲ့ဒီဇောကအမှန်တမ်းပြောမှာတော်တော်လေးကိုဒါပြင်းထန်တဲ့ဇောလို့ပြောလို့ရတယ်ဇောတစ်ခုလို့ပြောလို့ရတယ်ဘောနော်။အဲ့တော့ မြည်တော့ပဲစိုးစေးကမို့ဒီပွဲကိုတော့ကျွန်တော်ကတော်တော်လေးကိုသဘောကျတယ်။ဘာလို့တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိမှာဖလားနှလုံးက on the line ဖြစ်တယ်ဖလား။အဲ့တော့ဒီနေ့ Liverpool ပြည်သက်တွေကဖလားနှလုံးကိုတခါလေးရတဲ့ feeling တခုရနိုင်။ဘာလို့ဆိုတော့တစ်ဖက်ကတော့ Arsenal သင်းနဲ့ Chelsea သင်းရဲ့ပွဲစဉ်ကလည်းဒါတစ်ချိန်ထဲမှာဒါကြောင့်မြန်မာစံတော်ချိန်၈နာရီတုန်းမှာကျင်းပမဲ့တော့ကြောင့်အဲ့ဒီပွဲစဉ်မှာဒါ Arsenal သင်းကျင်တဲ့ဒါကျွန်တော်ခြေချော်ခဲ့မယ်ဆိုရင် Liverpool သင်းက Premier League ဖလားကိုရဖို့အတွက်တည်ကြသွားပြီ။အဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Liverpool သင်းတွေဒါတရက်ထဲနဲ့ဖလားနှလုံးရနိုင်မဲ့ feeling ကို Liverpool အသင်းတွင်နဲ့ဒါကျွန်တော်တို့ သွားဖို့ရှိအဲ့တော့ defending champion နဲ့ဒီနေ့ပွဲစဉ်ကပြန်ကြည့်မယ်ဆိုလီဗာပူးသင်းနဲ့အားနေစရာဆိုတော့ right back တစ်ခုနေရာမှာပဲအားနေစရာပိုဆိုးသွားတာဒီနေ့ပွဲစဉ်မှာအာနုမရှိတဲ့နေရာမှာ corner bradley ကလည်းဒါဒန်အကြောင်းမို့ဒီနေ့ပွဲစဉ်မှာဆက်လက်လွှဲချောအဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာလီဗာပူးသင်းနဲ့3 back formation ဆက်ဆံသွားမယ်လို့မြင်နေတယ်ဒါခုနပြောသေးပဲကျွန်တော် in game မှာတော့ကျွန်တော်တို့4 back ပုံစံမျိုးထွက်လာခဲ့မယ်3 back ပုံစံမျိုးသွားပြီးတော့ဒါ graven back ကဒီကျွန်တော် inverted ပုံစံမျိုး win ကူမလားကျွန်တော်ကတော့စိတ်စိတ်ကူးမိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ဒါခန်စစ်ဘက်မှာဒါကျွန်တော် right back နေရာမှာတော့ဒါ on paper မှာတော့ဒါခွန်ဇာဆိုတဲ့ chart date ပါလာမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တစ်ဖက်အသင်းရဲ့ Newcastle United တိုက်စင်နေရာမှာစောင့်ကိုကြည့်ရမှာက Alexander Isak ဖြစ်တယ်ဒါကျွန်တော်မမေ့ရ Manchester United အသင်းနဲ့ Newcastle United ဒါ champion ဟို Carabao မှာဒါကျွန်တော်တို့တို့တွေ့ခဲ့တယ်အဲ့ဒီပွဲစဉ်မှာဒါ Manchester United အသင်းကို Newcastle United အသင်းနဲ့ဂိုးပြတ်ရှုံးခဲ့တယ်အဲ့တော့ ။ညူကာဆယ်အသင်းကလည်းကန်ဆိုးတာပါ။အင်ဇက်ကလည်းအဲ့လောက်ထိချေရမ်းမကောင်းသေးတယ်တော့ဒုတိယပိုင်းမှာမှဒါပွဲထွက်လာတယ်။အဲ့တော့ဒီတိုင်ပါအဲ့တော့ပိုဆိုးတာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ညူကာဆန်ကနေခံစစ်ပိုင်းအားနေတယ်တိုက်စစ်ပိုင်းမှာအရင်တော့ကကောင်းတဲ့လူတွေမရှိဘူးဒါတွေပြဿနာတွေဖြစ်တယ်အဲ့တော့ဒါပေမဲ့လက်ရှိမှာညူကာဆန်အားသာချက်တခုရှိတယ်ဒါကသူတို့ရဲ့ကွင်းလေပဲ ဘရူနိုဂမ်ဘရစ်စန်ဒိုတနာလီဒါကျွန်တော်တို့လက်ရှိမှာဂျိုလင်တန်ဒီကစားသမား၃ယောက်ကတကယ်ကိုဒါကျွန်တော်တို့တော်တော်လေးဝေါ့ဂရိတ်များတယ်အဲ့တော့ဒီနှစ်ပွဲစဉ်မှာညူကာဆယ်အသင်းအနေနဲ့မီရီကယ်လုတ်ချင်တယ်ဆိုတော့ဒီကွင်းလေပိုင်းကအများကြီးစကားပြောလိမ့်မယ်ဒါပေမဲ့တစ်ဖက်ကတွင်းလေတွင်းမဲ့ကွင်းလေကလည်းအာပေဒူးကွင်းလေတော့မဟုတ်ဘူးမက်ကလစ်စတာဒါကျွန်တော်ဝေါ့ကပ်ဝင်တာဆိုဘူစလိုက်ဒါကျွန်တော်တို့လက်ရှိမှာတော်တော်လေးကောင်းတဲ့ခရမန်ဘတ်ဆိုတော့ဒီနှစ်ဒါကျွန်တော်တို့အကောင်းဆုံးကစားသမားတွေတယောက်လို့ပြောလို့ရအဲ့တော့ အမှန်တမ်းပြောဒီနေ့ပွဲစမှာဒါကျွန်တော်လစ်ဗာပူးတင်ကတိုက်စစ်ကောခံစစ်ကောတားတယ်ဒါကလုံးဝညင်းစရာမရှိဘူးဒါလက်ရှိကျွန်တော်တို့ဒါညူကဆဲအခြေအနေဒဏ်ရာရဆိုရင်တော့ခံစစ်မှုတော့မှအများကြီးတားနေတာမှာဒါပေမဲ့ကွင်းလေပိုင်းရဲ့အားပြိုင်မှုကနှစ်သင်းမှာဒီနေ့ပွဲစမှာစောက်ရမ်းမိုက်လိမ့်မယ်ဒါခုနပေါ်ပေတာကျွန်တော်စန်ဒူဒိုနာဒီဂမ်ဘရက်စ်ဂျိုလင်တန်တို့အတွက်မက်ကလစ်ဆာဆူဘူစလိုက်ဂရမ်ဘတ်တို့ရဲ့အတွေ့အကြုံဒါကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံမှုတွေကတော်တော်လေးကိုဒါကျွန်တော်တို့တော်တော်လေးကိုကြည့်လို့ကောင်းမယ်ပွဲတပွဲလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်ညီတို့ပင်စိုးစီကမှုဒီနေ့ပွဲစဉ်ကဒါလေဘဘူးအသင်းနဲ့ဒါညူကဆဲအသင်းကိုနိုင်ဖို့အတွက်ပါစန်တေ့ချ်တွေရအများကြီးပဲမဲ့ဖ လားဖိုင်တယ်ပါဘာမဆိုးဖြစ်သွားနိုင်တယ်ဒီမှာပါပါတယ်ညူကာဆယ်မှာဒါပွဲဖြစ်ကိုချင်းပြစ်နိုင်တဲ့ကစားသမားတွေဖြစ်တဲ့အလက်ဇန္ဒားအီဆက်တို့ဘရူနိုဂါမီရက်ဆိုပါရတဲ့ကြောင့်မို့တစ်ဖက်အသင်းကိုလီဗာပူးအသင်းအထင်သေးမှာမဟုတ်ဘူးလို့ကျွန်တော်နေမြင်တယ်လီဗာပူးအသင်းဘက်ကပြန်ကြည့်ပြန်တော့လက်ရှိမှာဒါပရီးမီးယားလိရဲ့တိုက်တယ်လီဒါဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါဒီနေ့ပွဲစုံမှာပို့ပြီးတော့တွန်းသွားမယ်လို့မြင်တယ်အဲ့တော့ဘာဒီဘလို့ဖြစ်မလဲဆိုတော့ကျွန်တော်ပိတ်ကားပေါ်မှာကြည့်ရမယ်မြန်မာစံတော်ချိန်ဒါကျွန်တော်တို့တိုတယ်အားဖြင့်ပြန်တွက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့မနေ့တနအိုက်ခွဲလောက်ကြာရင်တော့ချန်ပီယံဘလူးလောက်လဲဆိုတော့တည်ရမယ်တော်မှာဒါပေမဲ့ဒီနေ့ပွဲစုံမှာလီဗာပူးအသင်းရဲ့ဂိုးသမားက ကာလေဟာဖြစ်ဖို့များပါတယ်ဖလားပွဲတွေရဲ့ချန်ပီယံကာလေဟာဖြစ်ဖို့များပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလူစံပေါအောင်ကုညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအများများကလစ်ပါမမေ့နိုင်ဖြစ်ပါတယ်အားလုံးမကြွတူမှာဗျကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့တွေနောက်မှာ AC တွေ့ကြရပေါ့အားလုံးမကြွတူမှာရဲ့ကြော်တော်ကုန်ပြီပါဗျဒေးပါပါဗျ